ငွေရှာနိုင်ခြင်းခွန်အားဟာဘုရားသခင်ပေးထားတယ်ဆိုတာနားလည်ဖို့လိုတယ်။ဘာလဲလဲ။ငွေရှာနိုင်ခြင်းခွန်အားဟာဘုရားသခင်ပေးထားတာဖြစ်တယ်ဆိုတာကျွန်တော်နားလည်ဖို့လိုတယ်။ဘာကြောင့်ဒီအရာကိုကျွန်တော်တို့နားလည်ဖို့လိုလဲဆိုတော့ခရိယန်တွေနော်ခရိယန်တွေများသောအားဖြင့်ငါရှာထားတာပဲငါပတ်စံပဲငါတွားပြီးတော့မှအာဒီလိုနီးဟိုလိုနီးနဲ့ရှာထားတာ ငါငါငါဆိုပြီးမှငါဆိုတဲ့အရာများလာတဲ့အခါမှာဖယားဖယားကောင်းကြီးပေးထားမှမိသွားတယ်ဖယားကောင်းကြီးပေးထားမှမိသွားတယ်မယုံကြည်သူတွေပြောတာကောင်းပါတယ်မယုံကြည်သူမယုံကြည်သူပြောတာကတော့သူ့ဟာသူကိတ်သူကိစ္စသူပေါ့သူမယုံကြည်လို့လေဖယားယုံကြည်သူတယောက်အနေနဲ့များတော့အားဖြင့်ပေါ်ပေါ်တင်တင်မပြောရေးပေမဲ့စိတ်ထဲမှာတခါတလေအဲ့လိုခံယူမိတတ်တယ်ဟာငါငွေရှာနိုင်တာငါခွန်အားနဲ့ရှာထားတာပဲ ငါရှာထားတဲ့ပတ်စံပဲငါလှုပ်ချင်တယ်လို့လုပ်မှာပေါ့အဲ့လိုမျိုးဖြစ်လာတတ်တယ်။ကျွန်တော်ကျန်းချက်လေးတစ်ချက်ဖတ်စီခြင်းနဲ့နော်အဲ့လိုခံယူမှာစိုးလို့တရားဟောရခြင်းအခန်းကြီး၈အငယ်၁၇ကနေ၁၈ကို ဖွင့်ဟားကြည့်ပါ။ဒီကျန်းချက်ကိုအမြဲတမ်းအလွတ်ကျက်ထားဖို့လိုတယ်နော်။အခုကျန်းစာရှိတယ်ဆိုရင်ခဏလမ်းမှာဖတ်ကြည့်ပါတရားဟောရခြင်းခန်းကြီး၈ငယ်၁၈ကနေ၁၈ငါတကူ ငါလက်တတိအားဖြင့်ဤစည်းစိမ်ကိုငါရတတ်တည်ဟုစိတ်ထဲမှာအောင်းမေ့ခြင်းအပြစ်ကိုတတိနှင့်ရှောင်ကြည်လော့ရှောင်ကျင်လော့တင်ဤဖယားသခင်သာရဖျားကိုတော့အောင်းမေ့ရမည်အเจ้าမူကတင်ဤဘိုးဘေးတို့အားကျိန်ဆူတော်မူသောဘရင်းရင်တရားတော်ကိုယနေ့ကဲတို့တီးစီလိုတော့ငါစည်းစိမ်ရတတ်သောအစွမ်းတတိကိုဖယားသခင်ပေးတော်မူ၏ဒီနေရာမှာအထူးတစ်ဖြစ်တတိထားစေခြင်းနဲ့စကားသခွန်လေးက စီးစိန်ရတတ်သောအစွမ်းတတိကိုဖရာသခင်ပေးတော်မူ၏တဲ့။ညာတော်အဖေခရရဲ့ယုံကြည်သူတွေထဲမှာဘလို့ခံယူလဲဆိုတော့စုတောင်းလိုက်တာနဲ့ဘန်ကတ်ထဲမှာပတ်စံများလာမယ်စုတောင်းလိုက်တာနဲ့ကောင်းကင်ဘဝကနေပတ်စံအထုတ်လိုက်ကြလာမယ်လို့ထင်တယ်မဟုတ်ပါဘူး။ဒီကနေ့တိုင်အောင်အဲ့လိုမျိုးဆရာစုတောင်းပေးတဲ့ဆရာတွေလည်းရှိနေတယ်။အဲ့ဒီဆရာတွေကိုရှောင်ပါလို့ကျွန်တော်ဒီကနေ့ရှင်းရှင်းလင်းလင်းတုံသင်ခြင်းတယ်။မရှိဘူးလားတမျိုးဆရာရှိတယ်။ လူတွေကိုအလုံးမလုံစေခြင်းပဲနဲ့စုတောင်းပြီးမှဘုရားသခင်ကကောင်းကင်ကနေပတ်စံအထုတ်လိုက်ကြလာမယ်ဆိုရင်အဲ့ဒါကတော့ဘုရားစစ်ဘုရားမှန်မဟုတ်ဘူး။ဘာကြောင့်လဲဘုရားသခင်ကလူတွေကိုဘာဖြစ်လဲလူပြင်းမလုတ်ခိုင်းဘူးဘုရားသခင်ကဘုရားသခင်ကအလုံးလုတ်ခိုင်းတဲ့ဘုရားဖြစ်တယ်။အလုံးလုတ်တဲ့အခါမှာစီးစိန်ကိုရတတ်တော့အစွမ်းတတိကိုပေးတဲ့ဘုရားသခင်ဖြစ်တယ်။ဟာလေလုယာကျွန်တော်အမြဲပြောတယ်လေဘုရားသခင်ကိုကိုးကွယ်တယ်ဆိုတာအာလာဒင်နဲ့နတ်ဘုရားကိုကိုးကွယ်တာနဲ့မတူဘူးလို့ ခရိယန်တွေကအာလာဒင်နဲ့ဘုရားကိုကူးကွယ်တာနဲ့ခံယူနေတယ်ဘုရားသခင်ကိုကူးကွယ်တာဘာနဲ့တူလဲဆိုတော့ကိုလိုတဲ့အခါမှာဆုတောင်းလိုက်တယ်ဘုရားသခင်ပေးပါဟိုကပေးပါဒါပေးပါဆုတောင်းလိုက်တယ်ကိုမလိုတဲ့အချိန်မှာဘုရားစီမလာဘူးဒီလိုအဒီတိုင်းပဲအာလာဒီမီးခွက်ကိုကိုလကိုလိုတဲ့အချိန်မှာပို့လိုက်တယ်ဩထွက်လာပါထွက်လာပါပြီးငောက်တာပေးဟွာတာပေးပြီးပြန်ထည့်လိုက်တယ်မီးခွက်ထဲမှာကျွန်တော်တို့ကဖရာသခင်ကိုလေလိုတဲ့အချိန်မှာ ခေါ်လိုက်တယ်မလိုတဲ့အချိန်မှာဖရာစီမလာဘူးစသဖြင့် အာလာဒင်နဲ့ဖျားတာတာပဲကျွန်တော်တို့ကိုးကွယ်တာဖျားသခင်ကိုဒါမျိုးဆိုရင်ကျွန်တော်တို့ကဖျားသခင်ကိုကိုးကွယ်နေတာလားဖျားသခင်ကိုခိုင်းစားနေရလားစဉ်းစားကြည့်နော်များရောအားဖြင့်ဖျားသခင်ကိုကျွန်တော်ကခိုင်းစားနေတာဟွာပေးဒါပေးဟွာလုတ်ပေးဒါလုတ်ပေးဒီလိုလုတ်ပေးပြီးရင်ဗါလေဗါလေဒီဗါလေခွက်ထဲမှာပြန်ထည့်ထားလိုက်အာလာဒင်နဲ့ဖျားလို့မလိုတဲ့အချိန်မှာမခေါ်ဘူးလိုတဲ့အချိန်မှာခေါ်လိုက်တယ်ယေရှုနာမနဲ့ခေါ်လိုက်တယ်အမိန့်ပေးလိုက်တယ် ဖယားသခင်ကိုတော့အမိန်ပေးသေးတယ်အာမင်ချက်တော်ကြီးကိုမောင်မတော်ဒါအင်မတန်အန်ဒီရရှိတဲ့အရာနော်ဖယားသခင်ကို ကျွန်တော်တို့ကိုးကွယ်နေသလားအတုံးချနေသလားဒီကိဖယားသခင်ကိုကျွန်တော်တို့ကိုးကွယ်ရမယ်ဖယားသခင်ရဲ့စကားကိုကျွန်တော်တို့နားထောင်ရမယ်လေဖယားသခင်ကကျွန်တော်ကျွန်တော်တို့ကဘုရားသခင်ကိုစုတောင်းလိုက်တာနဲ့ငွေအထုပ်လိုက်ချပေးပါဘဏ်ကတ်ထဲမှာပတ်စံဖြည့်ပေးပါဒီလိုလှုပ်တာဒီလမ်းကြောင်းလွဲနေပြီ ဘုရားသခင်ကိုစုတောင်းမှကောင်းကြီးပေးပါလို့စုတောင်းတဲ့ခါမှာဘုရားသခင်ကရှာပါအလုတ်လုတ်ပါဆိုပြီးမှကျွန်တော်တို့ကိုလှုပ်စေခြင်းနဲ့ဘုရားဖြစ်တယ်ကျွန်တော်ဒီလိုပြောလိုက်လို့ဘုရားသခင်ရဲ့တတ်နိုင်မှုကိုပါလေဘုရားသခင်ကတကူမရှိဘူးပြောတာမဟုတ်ဘုရားသခင်လှုပ်နိုင်တယ်โอเคဘုရားသခင်ကချက်ချင်းဆိုလိုစမ်းနေအိတ်လိုက်အိတ်လိုက်ကောင်းကင်ကနေတင့်ကိုချပေးနိုင်တယ်ဘုရားသခင်လည်းတင့်ပံကတ်ထဲမှာပတ်စံအပြည့်လှုပ်ပေးနိုင်တယ်တင်းရဲ့ပတ်စံအိတ်ထဲမှာလည်းအထုတ်လိုက်ပတ်စံကောင်းကင်ကနေချပေးနိုင်တယ်ဒါဒါပေမဲ့ဘုရားသခင်ဘာကြောင့်မလှုပ်လဲတိလား အဲ့လိုလှုပ်လိုက်လို့ရှိရင်ဘုရားသခင်ကတင့်အစီခံဖြစ်သွားမှာပေါ့ဟုတ်တယ်နော်ဘုရားသခင်ကတင့်ကိုအလုံးလှုပ်စေခြင်းနဲ့ဘုရားဖြစ်တဲ့လူပြင်းဖြစ်သွားမှာဆိုလို့အတင်ဘုရားသခင်ကတင့်ကိုနာခံစေခြင်းနဲ့လူသားဖြစ်စေခြင်းတာ तू ကဘုရားတကဘုရားသခင်လေအာမင်ဒါကြောင့်ဘုရားသခင်ကတင့်ကိုအလုံးလှုပ်စေခြင်းနဲ့ဘုရားဖြစ်တယ်ဆိုတော့မမေ့ပါနဲ့ဘုရားသခင်ကကဘာဥစကနေတယောက်တည်းနေနေလို့ရတယ်လို့တယောက်တည်းပါဖြစ်လေအလုံးလှုပ်လို့ရတယ် ဒါပေမဲ့ဘုရားသခင်ကလူတွေရဲ့ပါဝင်မှုကိုနစ်တတ်တဲ့ဘုရားဖြစ်တယ်။မနေ့တနေ့ကျွန်တော်တို့ဝင်ငါအတဲ့အတိုင်းပဲဘုရားသခင်ကကျွန်တော်တို့စုမတောင်းခင်စုတောင်းတန်ကိုအားလုံးတိနာလေပြီးဆိုပေမဲ့ဘုရားသခင်ကသူ့သားသမီးတွေစုတောင်းတာကိုနစ်တတ်တယ်။ဘုရားသခင်ကကျွန်တော်တို့မတောင်းပန်ခင်ခွင့်လွတ်ပြီးသားဆိုပေမဲ့ဘုရားသခင်ကသားသူ့သားသမီးတွေလာတောင်းပန်မှာကိုနစ်တတ်တယ်။ဒီတိုင်းပဲဘုရားသခင်ကလူတွေသူ့သားသမီးတွေပါဝင်လာမှာကို နှစ်သက်တယ်သူရဲ့အမှုတော်မြတ်မှာလူတွေပါဝင်လာမှဘုရားသခင်ဖြစ်ဟိုလုံနိုင်တာမဟုတ်ဘူးနော်တေချာစဉ်းစားနော်တချို့ဆရာတွေကဘယ်လိုခံယူလဲဆိုဘယ်လိုဟောကြားလဲဆိုဘုရားသခင်ကလူတွေရဲ့ပါဝင်မှုမရှိရင်ဘာမှမလုပ်ဘူးလို့အဲ့လိုဟောကြားတယ်မားပါတယ်အင်မတန်မားတယ်နော်လူတွေပါဝင်မှုမရှိပဲဘုရားသခင်အများကြီးလုံနိုင်တယ်လုံလဲအများကြီးလုံပြီးပြီဖြန့်စင်ဟိုဖြန့်စင်ခြင်းကအစလူတွေမပါပဲဘုရားသခင်လုပ်ခဲ့တာဒါပေမဲ့တခုတော့တတိပေးမယ် ဖယားသခင်ကလူကိုပါဝင်တာကိုသူနှစ်သက်တယ်လူရဲ့လူကသူ့ရဲ့အမှုတော်မြတ်မှာလာပါဝင်စီခြင်းနဲ့ဖယားဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့လောကမှာလောက်ကင်စားတောက်တဲ့အခါမှာထိုင်ပြီးတော့မှပဲဆူတောင်းနေလို့မရအောင်အလုပ်လုပ်ရမယ်အာမင်အလုတ်လုတဲ့အခါမှာတဲ့ငါတက်လို့ငါတော်လို့ငါတတိအားဖြင့်ငါတကူအားဖြင့်ဒီပတ်စံဒီငါရှာထားတယ်လို့စိတ်ထဲမှာလုံးဝလုံးဝမထင်နဲ့တဲ့ ါ်ကျန်းစာကပြောနော်ဆရာရဲမင်းပြောတာမဟုတ်ဘူးကျန်းစာကပြောတာတရားဟောရာကျန်ခန်းကြီး၈ငယ်၁၇ကနေ၁၈မှာပြောထားတာငါတကူငါလက်တတိအဖြစ်ဒီစည်းစိမ်ကိုငါရတာလို့စိတ်ထဲမှာအောင်မေ့ခြင်းအပြစ်နဲ့တတိနဲ့ရှောင်းအဲ့လိုအောင်မေ့ရင်အပြစ်ဖြစ်တယ်အပြစ်လို့ပြောတာနော်ကျန်းစာထဲမှာအဲ့လိုမအောင်မေ့ပါနဲ့ဘာကြောင့်လဲဆိုတော့သင်ပတ်စံရှာနိုင်တဲ့ခွန်အားကိုဖျားသခင်ပေးတာပါတဲ့စဉ်းစားကြည့်နော်တင်ဒီကနေ့နိုင်ငံเจ้าမှာအလုံးလုံးနေသလား တင်အလုတ်လုတ်နေရတဲ့အခွင့်အရေးတင်အလုတ်လုတ်နေရတဲ့အစဉ်ပြေချောမွေခြင်းတင် အလုတ်လုတ်နေရတဲ့ကျမ်းမာရေးခွန်အားအားလုံးအားလုံးကဘုရားသခင်ပေးထားတာဖြစ်တယ်။ဒါကိုနားလည်ဖို့လိုတယ်။တင်ငွေကြီးကြီးစီးပွားရှာနိုင်တဲ့ခွန်အားကဘုရားသခင် ပေးထားတာ။ဒါကြောင့်ဘုရားသခင်အထက်ကနေပဲဘုရားသခင်ကိုကျွန်တော်တို့ကပေးလူတာဖြစ်တယ်။ဘုရားသခင်ရဲ့ကောင်းကြီးကိုပြန်လဲပေးလူတာဖြစ်တယ်။ Okay ။ ဒါကိုပထမဦးဆုံးနားလည်ဖို့လိုတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့များတော့အဖြစ်ဘလို့ခံယူလဲဆိုငါတက်လို့ငါတော်လို့အာငါပညာရည်ချင်းမြင့်လို့စသဖြင့် no 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 တင်ဖြားလာတဲ့ခါမှာတင်ဘာမှမလုပ်နိုင်တဲ့ခါမှာတင်ပိုနားလေလာလိမ့်မယ်ဒီစကားကငါတော်တယ်ငါတက်တယ်ဆိုတဲ့စကားကသူများခွန့်ကြွေးမှစံပြုတ်လေးစားရတဲ့အချိန်ရောက်မှပိုပြီးမှနားလေလာလိမ့်မယ်ငါမတက်နိုင်ပါလားဆိုတာโอเคနော်ဖယားသခင်ကတင့်ကို ဒီပါလေအာကျမ်းမာရေးခွန်အားပေးထားတာကိုကဘုရားသခင်ရဲ့အကြီးမားဆုံးသောကျေးဇူးတော်ပဲမဟုတ်ဘူးလားဖြားတဲ့အခါမှာတင်နာလေလာလိမ့်မယ်ငါဖြားတတ်ပါလားဆိုတာကျမ်းမာနေတော့မှာဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါပြီးလို့ရှိရင်တင့်ကိုအခွင့်ကြီးအလန်းတွေပေးတယ်စီးပွားရေးအခွင့်လန်းအလုပ်အခွင့်လန်းဒါတွေကဘုရားသခင်ကောင်းချီးပေးထားတာလေဒီယာဒီကိုတင်မမေ့ပါနဲ့ဒါကြောင့်ဒီကနေ့ဖားလုံးကိုခွန်အားပေးချင်တာကငွေရှာနိုင်ခြင်းခွန်အားဟာဘုရားသခင်ပေးထားတာဖြစ်ပါတယ် ငါငါငါဆိုတဲ့အပြစ်နဲ့ရှောင်ပါမဟုတ်လို့ရှင်တင်အောက်ကျသွားလိမ့်မယ်နော်ဖရာသခင်ရဲ့အမှုတော်မြတ်မှာပေးလူဖို့လည်းမမေ့ပါနဲ့တန်ပြန်တုံ့ပြန်ခြင်းဖြစ်တဲ့ဖရာကြီးစုကိုငွေရှာနိုင်ခြင်းစီးပွားလုပ်နိုင်ခြင်းခွန်အားဟာဖရာသခင်တင့်ကိုပေးထားတာ ဖြစ်တယ်ဆိုတော့ကျန်းစာနဲ့ကျွန်တော်တို့တိတိကျကျအလင်းပေးသွားတယ်ဒါကြောင့်ဖရာကြီးစုကိုမမေ့ပါနဲ့ဒီကနေ့မနေ့နောက်ဘက်တော်ကိုတော့ဒီမှာပဲရည်နာခွင့်ပြုပါ နားဆင်သွားတဲ့သူအယောက်ချင်းစီတိုင်းကိုဖျားရှင်ပါ၍ကောင်းချီးပေးပါစီတော့အာမင်